ဒီနေ့မှာတော့လူတော်တော်များများမတိကြသေးတဲ့အာရှ data ကိုအထူးအားယူဆိုင်ပြီးပုံဖန်တည်နိုင်တဲ့ Q1V လို AI ကိုတင်ဆက်ပေးခြင်းပါတယ်။စာသားပုံအတန်းဓမြိုင်နဲ့ထဲနာလည်နိုင်တဲ့ AI ရဲ့မျက်မှောက်ခေတ်ကိုခဏတာတတူရှာဖွေကြည့်လိုက်ကြရအောင်နော်။ Q1V လို့ဆိုတာ Multimodal AI Model တခုပါ။ Text, Image, Audio စတဲ့ input အမျိုးမျိုးကိုဓမြိုင်နဲ့ထဲနာလည်နိုင်ပြီးပုံဖန်တည်ခြင်းနဲ့ပြုပြင်ခြင်းမှာတော့ တော်တော်လေးကောင်းမွန်မိတဲ့ AI တခုလို့တွေ့ရပါတယ်။ပုံဖန်တီးနည်းကတော့လူတီနေတဲ့ progressive rendering နည်းလမ်းပါ။ဥပမာပုံတပုံကိုတဖြည်းဖြည်းတိဆောက်တာကြောင့် visual quality နဲ့အသေးပဲအနီးအတိုင်းသေတက်လာပါတယ်။အဲ့ဒါတွေမကဘဲ Q1V လို့ရဲ့ထူးခြားချက်တွေက background replacement, artistic style transfer, color grading, object net text editing တို့ကိုတစ်ချိန်တည်းမှာပြုလုပ်နိုင်ပါတယ်။ နောက်ထပ်အင်္ဂါကြီးအားတစ်ခုကတော့ semantic consistency ဆိုလိုတာက text based prompt နဲ့ generated image ချာမှာအထိပ္ပယ်တိကျတဲ့အတိုင်းထောက်လာတာပါ multilingual feature ကြောင့်တရုတ်အင်္ဂလိပ်နဲ့အနာဂတ်မှာမြန်မာဘာသာပါလာနိုင်တယ်လို့ထင်ရပါတယ်အထုံးချနိုင်တဲ့ net berry က content creators poster တံပြော web banners တဲ့အတုံးဝင်နေပညာရေးအပိုင်းဆိုရင် diagram visual lecture slide များဖန်တီးနိုင်တယ် စီးပွားရေးအပိုင်းမှာလည်း product mockups marketing visuals AI research မှာတော့ visual question answering document processing တို့ကိုလည်းဖန်တီးနိုင်ပါတယ်။ benchmark test ခုနှစ်ခုထဲမှာ၅ခုမှာ GPT-4 version ကို အနိုင်ယူထားတာကတကယ်ကိုစိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။ Q1 chat platform မှာတိုက်ရိုက်အထုံးပြနိုင်ပါတယ်။ prompt ရိုက်ထည့်ပြီးဥပမာတောင်ထူမတယောက်ကို Ghibli style နဲ့ရေးပေးဆိုတာမျိုး တင်လိုက်တာနဲ့ဆွဲပေးတယ်။ပုံတပုံ upload လုပ်ပြီး နောက်ခံကိုငွေရောင်ຫນွေဥတော်ဖွင့်ဖြောင်းပေးဆိုတာမျိုးလဲရပါတယ်။တောင်ရိုးတွားကြီးအယောရီမင်းနာဖိုခလိုတပူဖန်တီးပေးလို့တောင် ခိုင်းလို့ရပါတယ်။တခြားအရင်မော်ဒယ်တွေနဲ့မတူတာက Q1V လို့ဟာ Progressive Image Generation Object Text Background တပြိုင်နက်ဖင်ပေးတဲ့ Editing Semantic အရည်အသွေးမင်းဆိုတဲ့နည်းပညာတွေနဲ့ GPT-4 Vision နဲ့ DeepSeek V3 တို့ထက်ပိုမိုတိကျပါတယ်။ Q&V လို့ဟာ စတော့မပြီးသေးတဲ့ preview version ဖြစ်ပေမဲ့အနာဂတ်မှာမြန်မာဘာသာ support video generation 3D rendering တို့နဲ့တိုးထက်လာနိုင်ပါတယ်။ content creator တွေအတွက် storybook generator folklore visualizer tools အောင်ထက်လာနိုင်နေဆိုတာအရင်မိုက်ပါတယ်။ကဲ QNV လို့ကိုတုံးဖူးတုံးရသူရှိလား။မတုံးရသေးတဲ့သူတွေကတော့အခုချိန်ကစပြီးစမ်းကြည့်ဖို့တိတ်တော်ပါတယ်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ AI နည်းပညာတွေအကြောင်း နောက်လာမယ့်ဖန်တီးမှုနဲ့အနုပညာလောကဘက်ကိုမျှော်လင့်ထားမယ်ဆိုရင် subscribe ထားဖို့မမေ့နဲ့နော်